Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တင်းတို့ရဲ့ crush မှာဘာကြီးကြုံတွေ့နေရလဲဆိုရဲ့အကြောင်းကိုအမ်အောက်စုလေး၃ခုပေါ့နော်အောက်စု၃ခု ਨੇ ကြည့်ပြမယ် crush မှာဘာကြီးကြုံတွေ့နေရလဲဆိုရင်ဟောင်းနော်အမ် crush ကသူဘာကြီးဖြစ်နေလဲပေါ့နော်ဘာကြီးကြုံတွေ့နေရလဲပထမအောက်စုလေးအတွက်ပြောမယ်နော် ဒါတော့လည်းပိုင်းရွေးကြမလို့ quality read တယ်မယ်ဒါပေမဲ့ဘဲအုပ်စုတွေမှာပါမလဲဆိုတော့ကိုတိုက်ဆိုင်နေပုံမှာပဲမူတည်ပြီးတော့မှယူရမှာပေါ့နော်ပထမတော့အုပ်စုပြပြပေးမယ်နော်တဲ့နော်ရ crash ကစစရင်တခုထဲမှာ อืมဆက်ဆံရေးတခုပြီးပြတ်သွားခဲ့တယ်ပေါ့เนาะဆက်ဆံရေးတခုပြီးပြတ်သွားခဲ့တယ်အမ်သူမှလက်ရှိရှိနေရဆက်ဆံရေးတခုရှိတယ်အဲ့ဒီဆက်ဆံရေးကနေပြီးတော့မှသူရှမ်းဖြစ်စကားများတာပဲဖြစ်ဖြစ်သူပြီးပြတ်သွားခဲ့တယ်ပေါ့เนาะပြီးပြတ်သွားခဲ့တယ်သူမှအမ် ရွေးချယ်ကြလေးရှိတယ်။ပြီးတော့သူကသူ့ကိုပြီးတော့သူကသူ့ကို crush နေတဲ့သူတွေရှိရပါတော့။အခုတင်းတို့ရဲ့ crush ကို crush နေတဲ့သူတွေကြိုက်နေတဲ့လူတွေပေါ့နော်တင်းတို့အပါအဝင်ပေါ့နော်တခြားကြိုက်နေတဲ့သူတွေကိုသူကတိတ်ပြီးတော့မှအေးမလုံးနော်ကြိုက်နေတဲ့လူတွေကိုပြန်ပြီးတော့မှအေးမလုံးတာမျိုးလေးတွေ့နော် င်တို့ကိုသင်တို့ရဲ့ crush ကတိတ်ရေးမလုပ်ဘူး။သူမှလည်းရွေးချယ်စရာတွေများတယ်။သူက relationship တကူတွေကနေပြီးတော့မှလက်တလုံးပြက်ခါစားပေါ့နော်။ပြက်ခါစားဖြစ်နေတယ်။သူကလေ ူကသူကြိုက်နေတဲ့ကောင်မလေးတယောက်ရှိရနော်သူကြိုက်နေတဲ့ကောင်မလေးတယောက်ရှိရသူကြိုက်နေတဲ့ကောင်မလေးကအဲသူကြိုက်နေတဲ့ကောင်မလေးက toxic relationship ဒါမှမဟုတ်လို့ရှိရင်အဲပြဿနာတစ်ခုခုခက်ခဲတစ်ခုခုလူတို့ဥဥကြောင့်ပေါ့နော်ပြဿနာတစ်ခုခုခက်ခဲတစ်ခုခုကြုံတွေ့နေရတယ် ုံတွေ့နေရတဲ့ကိစ္စကိုသူကအဲဖြည့်ရှင်းပေးပြီးတော့မှကောင်မလေးကိုသူကအဲလိုက်နေရပေါ့ကွယ်လိုက်နေရချင်းကတ်နေဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ past relationship သူ့ရဲ့ ex ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ကိုသူပြန်ပြီးတော့မှအဲလိုက်ဖို့ရပါတော့ပြန်ပြီးတော့မှသူလိုက်ဖို့စူးစမ်းနေရအဲ့ဒီစီကိုသူကပြန်ပြီးတော့သွားနေရနော်တင်တို့ရဲ့ crush က relationship တကူကနေပြီးတော့မှပြီးပြီးပြက်ခဲ့တယ်ပြီးပြက်ခဲ့ပြီးတော့မှသူ့ကို crush နေတဲ့လူတွေသူ့နောက်ကိုလိုက်ကြိုက်နေတဲ့လူတွေကိုသူကအလင်းလူရှူထားပြီးတော့မှသူ့ကြိုက်တဲ့သူเนาะသူ့ကြိုက်တဲ့သူကသူ့ရဲ့ ex လည်းဖြစ်နိုင်တယ်သူ့ရဲ့ဟိုအေးဟိုးရင်တော့ ex လည်းဖြစ်နိုင်ဒါမှမဟုတ်လို့ရှင်တယ်ခက်ခဲကြုံနေရတယ်အဲလူတစုံတည်းဦးကြောင့်ပေါ့နော်ခက်ခဲကြုံနေရတယ်အဆင်မပြေတဲ့သူရဲ့ ex ကို ူကပြန်ပြီးတော့မှကုညီပြီးတော့မှသူကပြန်ပြီးတော့လိုက်ဖို့သူစူးစမ်းနေအဲ့ဒီ crash အဲ့ဒီအဲ့ဒီ age နဲ့သူကပြန်အဆင်ပြေအောင် age star မို့လို့ရှိရင်အဲ့ဒီတင်ရောက်နဲ့အဆင်ပြေအောင်သူကစူးစမ်းနေနော်ဒါကပထမအုပ်စုဖြစ်မယ်နော်ဒါတင်တို့ရဲ့ crash ဘာတွေလုပ်နေလဲသူဘာတွေကြုံတွေ့နေရလဲဆိုတဲ့အဥ္စာကိုကြည့်ပြရပါတော့နော်ဒါပထမအုပ်စုတစ်ခုနောက်ထပ်ဒုတိယအုပ်စုကြည့်မယ် ဒုတိယအောက်စုကကြတော့ relationship တခုနဲ့သူကတင်းတို့ရ crush ပဲပေါ့နော်တင်းတို့ရ crush ကဒုတိယအောက်စုလူတွေရဲ့ crush ပေါ့နော်တင်းတို့ရ crush ကဘာလုံးနေတော့ဆိုတော့သူကလည်းရှေ့ရပထမအောက်စုလူရဲ့ relationship တခုနဲ့ kwa ရှင်ပြစေးထားတယ်ပေါ့နော် kwa ရှင်ပြစေးထားတယ်အဲဟို kwa ရှင် kwa ရှင်နာပေါ့ kwa ရှင်နဲ့ဆိုတာ အိမ်အောင်ပြုရဲပေါ့နော်ဒါမှမဟုတ်ကွာရှင်းတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဒါမှမဟုတ်လို့ရှင်းတဲ့ relationship တစ်ခုနဲ့ကိုအဆုံးသတ်ထားပြီးတော့မှလမ်းခွဲတာတယ်နော်အဲ့ဒါကအဲကွာအမောဆောပြတော့ကွာရှင်းတချို့ဒီရုပ်စုတွေမှာဆိုလို့ရှင်အိမ်အောင်သေးတွေပါလေတိုက်ဆိုင်နိုင်မယ်နော်အဲ့လိုမျိုးကွာရှင်းလိုက်တဲ့သဘောတွေရှိနေတယ်လမ်းခွဲလိုက်တဲ့သဘောတွေရှိနေတယ်နော်အဲ့ဒါတော့ तू ကတော့ဂျန်နာဘာမှ နောက်ထပ် like နေရပါညာအဲ့လိုမရှိဘူး။ तू ကလက်တလုံးကြုံတွေ့ရတာတော့အဲ့လိုလမ်းခွဲထားရဆိုရင်ဟာတကူပဲတွေ့ရတယ်။ကျွန်တော်မတွေ့ရအောင်နော်။ပြီးတော့အဲ့လိုမျိုး तू စီမအဲ့လိုပေါ့နော်။ကလေးတွေပါရှိတယ်ဆိုလို့ရှိရင်လည်း तू အဲ့လိုမျိုးပေါ့နော် family လည်း तू ကဖြစ်ကောင်းဖြစ်နိုင်တယ်။ तू family နဲ့ break ထားတာပေါ့ပြတ်ထားတာ၊ကွာထားတာပေါ့အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်နော်။အဲ့တော့နောက်ထပ်တတိယအောက်စုကိုကြည့်မယ်နော်။ တော့ကတင်းတော့ရ crush ကတရားရောက်ကိုလိုက်နေနော်တင်းတော့ crush ကတဆုံတရားကိုလိုက်ကြိုက်နေတယ်နော်တင်းတော့ရ crush ကတဆုံတရားကိုလိုက်ကြိုက်နေတယ်လိုက်ကြိုက်နေပြီးတော့အဲ့ဒီသူကသူ့ကိုပြန်မကြိုက်ဘူးနော်ပြန်မကြိုက်တဲ့ကြောင့်မို့လို့သူကလမ်းပြောင် နော်တင်းတို့နောက်ထပ်တအုံးစုရ crush ရှိရဲ့အဲ့ဒီ crush ကတင်းတို့ရဲ့လူကို ပြတ်မကြိုက်ဘူးနော်တင်းတို့ရဲ့ crush မှာ crush ရှိနေတယ်နော်အဲ့ဒီသူကသူ့ကိုပြတ်မကြိုက်တဲ့တကြောင်မလို့သူကလမ်းပြောင်းနေတယ်အရာကိုတွေ့ရတယ်ဒါကတော့အဆူ၃ခုဖြစ်သွားမယ်နော် pickup ဘိုင်းတော့မဟုတ်ဘူး collective reading မှာကိုအများရဲ့ energy ဆိုတော့၃မျိုး꿰ပြီးတော့မှ track နေရနော်၃မျိုး꿰ပြီး track နေတဲ့အချိန်ကျတော့အုပ်စုလေးနဲ့ခွဲပြီးပေးလိုက်တယ်အဲတစ်ခုမဟုတ်တစ်ခုနဲ့ kait ညီနိုင်တယ်ပေါ့နော်တကယ်လို့မ kait ညီဘူးဆိုလို့ရှင်လဲအဲ entertainment အနေနဲ့ပဲကြည့်ပေးပါဒါက general ပေါ့နော်အများစီမှာဖြစ်တဲ့ energy ကိုယူထားတာပေါ့နော်အဲ့တော့ဒီတတိယအုပ်စုမှာဆိုလို့ရှင်ကျတော့ တင်းတို့ရဲ့ crush ကတရရဲ့ကောင်မလေးတရကိုချိန်ပြီးတယ်။ဒါပေမဲ့အဲ့ဒီသူကသူ့ကိုပြန်မချိန်ဘူး။သူ like နေပေမဲ့ပဲမရအောင်ပေါ့နော်။မရတဲ့ချိန်ညာသူစိတ်ညစ်နေတယ်။အဲ့ဒီသူကလည်းအဲ့ဒီသူကလည်းရွေးချက်စရာများတဲ့သူစုံတဲ့လူပေါ့နော်။အဲ့လိုမျိုးဖြစ်နေအဲ့ဒီအတွက်ကြောင့်မလို့သူကလမ်းပြောင်းနေပါတယ်။ကျေးဇူးပါ